Okay အားလုံးပဲမင်္ဂလာပါ Blobamix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာကတော့ဘိုင်ပေးမှာပြုလုပ်နေတဲ့ exclusive campaign လေးတစ်ခုကိုကိုလိုတွေအတွက် sharing လုပ်ပေးပါမယ်ဒီ campaign လေးကဘာတွေထူးခြားရလဲဆိုတော့အခုကျွန်တော်အရင်ဆုံးပြောပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်မြန်မာလူတွေကြီးပဲပေါ့နော်ဒါကဘာဖြစ်လို့လဲဆိုတော့မြန်မာရဲ့ကမ်ဘောဒီးယားရဲ့နှစ်နိုင်ငံအောင်ပဲဘိုင်ပစ်ကနေလုပ်ပေးတဲ့ campaign ပေါ့နော် channel international မဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အင်္ဂလိပ်လူကိုလုံးဝရေးပေးမထားဘူးမြန်မာလူတွေပဲပေါ့နော်ကိုရီမြန်မာတွေအနေနဲ့ join မယ်ဆိုရင် reward တွေအများကြီးရရှိနိုင်ပါတယ်ဒီ campaign ကလည်းဒီမှာဒေါ်လာ1000အထိရယူလိုက်ပါတဲ့ဒေါ်လာ1000အထိရနိုင်တဲ့အခွင့်အရေးတွေပါတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်စပြီးတော့ဒီ campaign ကိုဘယ်လို join ရမလဲရဲ့အဲဒေါ်လာ1000ရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်ဒီ campaign ရဲ့ link ကိုတော့ကျွန်တော်ရဲ့ description ထဲမှာချထားပေးပါတယ်အဲ့ link ကိုနှိပ်ပြီးတော့ဒီ campaign website တွေရောက်သွားပါလိမ့်မယ်ပြီးရင်ပြောပြတဲ့ step တွေကိုလိုက်လုပ်ရုံပါပဲ okay ဒါဆိုရင်စလိုက်ရအောင်ပထမဆုံး step 1အနေနဲ့ကဒီမှာ KYC တင်ရပါမယ်အဲ့ဒါဆိုရင် ကျွန်တော်တို့ဘိုင်းဘေးအကောင့်မရှိသေးတဲ့သူတွေအတွက်ကတော့လုံးဝအခွင့်အရေးကောင်းပါပဲပုံမှန်ပေါ့နော်ကျွန်တော်တို့ crypto exchange အကောင့်တွေဖွင့်နေဆိုရင်ပုံမှန်ရိုးရိုးတန်းတန်းကျွန်တော်တို့ KYC တင်နေတဲ့အချိန်မှာဘာမှမရဘူးပေါ့နော်ဒီလိုမျိုး campaign တွေလာနေတဲ့အချိန်မှာအကောင့်ဖွင့်တာကကျွန်တော်တို့ reward တွေအများကြီးရရှိနိုင်တယ်ပေါ့နော်အဲ့အတွက်တချို့တချို့သူတွေဆိုရင် campaign လာတာကိုစောင့်ဘာ campaign ရှိလဲကျွန်တော်တို့လာလာမေးကြတယ်အဲ့လိုမျိုးစောင့်နေတဲ့သူတွေရှိရပေါ့နော်ဘာလို့လဲဆိုတော့ဒီလိုအချိန်မှာကျွန်တော်တို့ register လုပ်တာအကောင့်ဖွင့်တာက reward တွေအများကြီးရရှိနိုင်တယ်ပေါ့နော်အခုဒီ campaign မှာဆိုရယ် reward တွေအများကြီးရရှိနိုင်တယ်ကျွန်တော် new user တွေကိုအဓိကထားပြီးတော့ပြောပြပေးပါမယ်အခုအရင်ဆုံးကျွန်တော်တို့ Binance account ရှိထားဖို့လိုအပ်တယ်အဲ့တော့ Binance account ကို register လုပ်ပြီးတော့ KYC တင်မယ်တင်ပြီးတာနဲ့ကိုယ့်ရဲ့ account တွေကိုဒေါ်လာတစ်ကျပ် trading bonus အနေနဲ့အရင်ဆုံးရရှိမယ်နော်ဒါဆိုရင်ကိုက KYC နဲ့အောင်ပြီးသွားပြီဆိုရင်နောက်ထပ် step 2အနေနဲ့က ကိုယ့်ရဲ့ account တွေကို first time deposit လုပ်ပေးရပါမယ်။ first time deposit ကိုဒေါ်လာ20ပေါ့နော်။ကိုယ့်ရဲ့ account တွေကိုပတ်စံထည့်ပေးရမယ်။ဒေါ်လာ20ထည့်ပေးရမယ်။ဒေါ်လာ20ထည့်ပြီးတာနဲ့ဒေါ်လာ၄ချက် trading bonus ရရှိမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့စုစုပေါင်း total 5ချက်ရရှိသွားပြီ။နောက်ထပ်တစ်ဆင့်အနေနဲ့ကဒေါ်လာ100 deposit လုပ်ပေးရမှာဖြစ်ပါတယ်။ဒေါ်လာ100 deposit ကအခုဒီနေ့ account ဖွင့်နေဆိုရင်ဒီနေ့ဒေါ်လာ100လုံးထည့်ဆိုတာမဟုတ်ဘူးနော်။ 9ရက်အတွင်းပေါ့နော်အကောင့်ဖွင့်တဲ့ရက်ကနေစပြီးတော့နောက်ထပ်9ရက်အတွင်းမှာဒေါ်လာ100 deposit ကိုအကောင့်ထဲကိုထည့်မယ်ဆိုရင်ဒေါ်လာ30 airdrop အနေနဲ့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာပြောချင်တာကဒီဒေါ်လာတွေကို exchange ကနေပဲဖြစ်ဖြစ် exchange ရင်းကနေပဲဖြစ်ဖြစ်မထည့်ပါနဲ့ဘာဖြစ်လဲဆိုတော့ဒီ step 3နေရာမှာ deposit လုပ်တဲ့ဒေါ်လာတွေက bybit b2b ကနေ deposit လုပ်မယ်ဆိုရင်နောက်ထပ် plus အနေနဲ့ဒေါ်လာ30ထပ်ပြီးတော့ရရှိမှာပေါ့နော်အဲ့တော့ Bybit P2P ကနေအာရောင်းဝယ်လို့ဖို့ recommend ပေးပါတယ် Bybit P2P မတုံးတော့ဘူးဘယ်လိုလုပ်ရမလဲဆိုရင်လည်းစိတ်မပူပါနဲ့ကျွန်တော် description မှာ Bybit P2P အရောင်းဝယ်လုပ်နည်းကို video လေးလုပ်ပေးတာရှိပါတယ်ကျွန်တော် description မှာလည်းချထားပေးပါတယ်အဲ့ဒါနဲ့နှိပ်ကြည့်လို့ရပါတယ်အခု video ရဲ့ညာဘက်မှာလည်းပေါ်နေပါလိမ့်မယ်တွားကြည့်လို့ရပါတယ်ကိုယ်ကောင်တွေကို deposit လုပ်ခံနေကြရင်အဲ့ဒီ video လေးကိုကြည့်ပြီးတော့ like လုပ်လို့ရပါတယ် โอเคဒါဆိုရင်ကျွန်တော်ဒီ step 3ကိုလည်းပြီးသွားပြီဆိုရင်တော့ဒေါ်လာ1000ရရှိမဲ့အခွင့်အရေးကြီးလာပြီ ီဒေါ်လာ1000ရရှိဖို့အခွင့်အရေးကဘယ်မှာသွားကြည့်ရမလဲဆိုရင်ဒီ website ထဲမှာပဲပေါ့နော်ဒီမှာ sprint ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီ8ဆိုတဲ့အနောက်မှာပေါ်နေလိမ့်ပဲပေါ့နော်ဒီ sprint week ကလည်းလုံးဝဘလာမပါ cancel မယ်ပေါ့နော်ဒီမှာ thank you တွေပဲမပါဘူးအနည်းဆုံးက0.2 USD ဆိုတော့ဒီ0.2 USD ကြာရင်တော့နည်းနည်းလေး cancel နေလို့ပေါ့နော်ဒီရာကလည်းအခါတိုင်းကြာမှာမဟုတ်ပါဘူးစိတ်မပူပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့တစ်ခါပဲလဲခွင့်ရှိတာမဟုတ်ဘူးအများဆုံးဘယ်လောက်ထိလှည့်နိုင်မလဲဆိုတော့ကျွန်တော်ပြပေးမယ် ီမှာစုစုပေါင်းနဲ့ဒေါ်လာ100နဲ့အထက်တွင်းလိုက်ပါတဲ့ဒါဆိုရင်ကျွန်တော်တို့အပေါ်မှာတော့ဒေါ်လာ100 deposit လုပ်ပြီးပါပြီပေါ့နော်ဒါဆိုရင်ဒီနေရာမှာပြည်နေတော့ပြီမပြည်သေးဘူးဒေါ်လာ100ထည့်ထားတော့တော့မပြည်သေးဘူးဆိုရင်နောက်ထပ်ဒေါ်လာ130ပေါ့နော်ဒေါ်လာ100နောက်ထပ်30တော့ပြီးတူဒီမှာအရောင်းဝယ်လုပ်လိုက်မယ်ဆိုရင် lucky draw အနေနဲ့9ချိန်လှည့်ခွင့်ရပါမယ်ဒီနေရာမှာပေါ့နော်9ချိန်ပေါ်လာပါလိမ့်မယ်ဒီနေရာ spring wheel လှည့်ပြီးတော့နှိပ်လို့ရပါတယ်နောက်ထပ် spot တွင်နဲ့ဒေါ်လာ100နဲ့အထက်အရောင်းဝယ်လိုက်ပါဒါကတော့ဘိုင်ဘေးရဲ့ spot မှာပေါ့နော် ကိုက ဘိုင် BTC ဒေါ်လာ100ဘိုးအထက်ပေါ့နော်ရောင်းဝယ်လုလိုက်တာနဲ့ lucky draw နောက်ထပ်တစ်ကြိမ်ရရှိမယ်ပေါ့နော်နောက်ထပ် dream method တွင်နဲ့ dream method တွင်ဒေါ်လာ100နဲ့အထက်ရောင်းဝယ်လိုက်ပါဒါကလည်းဘိုင်ဘိတ်ရဲ့ future မှာဒေါ်လာ100နဲ့အထက်ရောင်းဝယ်လုရင်နောက်ထပ် lucky draw တစ်ကြိမ်ရရှိမယ်ပေါ့နော်ဒီဘိုင်ဘိတ် future ကတော့ကျွန်တော်နည်းနည်း risk ကြီးရပေါ့နော်ကျွန်တော် future မှာစားရရှိအဲ့စားတွေကိုအနည်းဆုံးထားပြီးတော့ဒေါ်လာ100နဲ့အထက်ရောင်းဝယ်လုလိုက်ပြီးရင်ချက်ချင်းပြန်ရောင်းလိုက်ပေါ့နော်အဲ့ဆိုရင်တော့နည်းနည်း risk ကတော့ နဲနိုင်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကိုအရောင်းဝယ်လုပ်တဲ့အချိန်မှာမကန်ဆိုးပြီးတော့ market ကြီးကကျသွားရင်တော့ဟိုဒေါ်လာ100ဆိုရင်ဥမာ60လောက်ဖြစ်သွားရင်ဖြစ်သွားလိမ့်မယ်နော်အဲ့လိုဖြစ်သွားနိုင်တဲ့အတွက်ချက်ချင်းဝယ်ချက်ချင်းရောင်းအဲ့လိုမျိုးတွေလုပ်ဖို့ကျွန်တော် recommend ပေးပါတယ်အဲနောက်ထပ်တစ်ခုက P2P တွေနဲ့ဒေါ်လာ100နဲ့အထက်အရောင်းဝယ်လိုက်ပါဒါကကျွန်တော်တို့အပေါ်မှာဆန်းက step 1 2 3လောက်ပြရန်နဲ့ဒါအောင်သွားပြီပေါ့နော်အဲ့တော့နောက်ထပ်တစ်ခါရရှိမယ်ဒီ VIP တို့အဆင့်မြင့်တင်လိုက်ပါဒီ VIP အဆင့်မြင့်တာကတော့ lucky draw တော့10ပေါ့နော်တော်တော်လေးများတယ်ဒီ VIP ်ဘိုင်ဘစ်မှာဝင်ဖို့အတွက်ဆိုရင်လည်းကျွန်တော်တို့ရဲ့အကောင့်တွေကိုအဲဒေါ်လာဘယ်လောက်လဲမသိဘူးကျွန်တော်တခြားမကြည့်ရသေးဘူးเนาะထည့်ထားဖို့လိုတယ်တော်နေနည်းနည်း amount တော့များတယ်အဲ့တော့ဒါကလူနည်းစုလောက်ပဲအဲ join နိုင်မယ်ထင်တယ်เนาะဒီကောင်ကတော့ကျွန်တော်နည်းနည်းဖယ်ထားလိုက်မယ်ပေါ်သုံးရွေးတဲ့ဒေါ်လာ100နဲ့အထက်ရောင်းဝယ်လိုက်ပါဒီကောင်ကလည်းအာကျွန်တော် trading ပေါ့ဗောနော် trading ပေါ့တော့မီဒေါ်လာ100ထက်ပြီးတော့ trading ပေါ့နဲ့အရောင်းဝယ်လုပ်လိုက်တာ ਨੇ နောက်ထပ် lucky draw တစ်ခါရရှိမယ်โอเคဒါဆိုရင်ကျွန်တော်စုစုပေါင်းဒီမှာတစ်ခါ1 2 3 4 မခါ3က4က4ကဆိုတော့ကျွန်တော်တို့6ကပေါ့နော်6ကရှိပြီဒါဒီ spring wheel လဲဖို့အတွက်6ချိန်တီတီရရှိနေပြီနော်ဒီနေရာမှာ6ချိန်လို့0.2ကြီးပဲကြာနေရတော့ဟုတ်သေးဘူးဒီနေ့လေးကန်ဆိုးနေပြီပဲ Okay ဒါဆိုရင်ဒီအောက်မှာကျန်သေးတဲ့ဒီ2 chain 3 chain 5 chains တွေပါလေဆိုတော့ဒီ2 chains ကနောက်ထပ်2ချိန်လှည့်ခွင့်ရမှာကဒေါ်လာ900နဲ့အထက်တွင်းလိုက်ပါတဲ့ကိုယ့်ရဲ့အကောင့်ထဲကို deposit ဒေါ်လာ900ကျော် တွင်းရင်နောက်ထပ်နှစ်ခါထည့်ထည့်ခွင့်ရမယ်ပေါ့နော်ဒါမှမဟုတ်ဒီမှာ n ထားပေးထားတယ် n ကဒေါ်လာ9000နဲ့အထက်အရောင်းဝယ်လိုက်ပါဒါကတော့ပုံမှန်ဒေါ်လာ9000နဲ့အထက်အ9000ဝယ်ပြအောင် trade မယ်ဆိုတော့ trade ပေါ့ဒါဒီမှာကို9000ဝယ်ပြဒီနားလေးအတန်းလေးအတူတူပြေးလာလိမ့်မယ်နောက်ထပ်၃ခုကတော့ဒေါ်လာ3000နဲ့အထက်တွင်းလိုက်ပါဒါမှမဟုတ်ဒေါ်လာ1000နဲ့အထက် ရောင်းဝယ်လိုက်ပါတဲ့အောက်ဆုံးဘိတ် 5chance ကတော့ဒေါ်လာ1000နဲ့နောက်ပြီးတော့ဒေါ်လာ3000နဲ့အထက်ရောင်းဝယ်လိုက်ပါတဲ့ Okay ဒါကတော့ကျွန်တော်ထင်တယ်အခုအခုမှစတဲ့ beginner အနေနဲ့ကတော့ဒါကိုမလုပ်သေးပါနဲ့ဟောအရန်ဟိုပတ်စံနေအမောက်နေအများကြီးဖြစ်နေမှာမလို့ဘောနော်အခုမှခရစ်တိုစသတဲ့သူအနေနဲ့ကတော့ဒီအပေါ်ကစတက်လေးပဲလွှင့်ကိုအဆင်ပြေပါပြီဒီမှာလဲဘာလို့လဲဆိုတော့ဒီနေရာမှာလဲ၉ချိန်တော့လှည့်ခွင့်ရမှာဆိုတော့ ကိုးချိန်လုံးကြီးတော့0.2မကြနိုင်ဘူးပေါ့နော်အဲ့တော့ကိုကန်ကောင်းရင်ကန်ကောင်းသူတို့ရရှိမှာပါဒီကမ်ပိန်းကတော့မြန်မာရဲ့ကမ်ဘောဒီးယားရဲ့ပဲအဓိကပါဝင်လို့ရတာဖြစ်တဲ့အတွက်ကိုရင်းမြန်မာတွေလည်းပါဝင်လို့ရအောင်ကျွန်တော်ရှင်းရင်းလုပ်ပြရဖြစ်ပါတယ်ဒီအရှိမှာဆိုရင်ကျွန်တော်ဒေါ်လာကလုံးဝပုံသေးရရှိမှာပေါ့နော်အဲ့တော့ကိုယ်တကယ်ချင်းနေတဲ့မှာလည်း ကို crypto ကိုစိတ်ဝင်စားတဲ့သူတွေရှိတယ်ဆိုရင်လည်းဒီဗီဒီယိုလေးကို sharing လုပ်ပြီးတော့ကူညီပေးနိုင်ပါတယ်။ Okay ဒီ campaign နဲ့ပတ်သက်ပြီးတော့ကူညီလိုတာပဲဖြစ်ဖြစ် machine တာပဲဖြစ်ဖြစ်ကျွန်တော်ကိုလာရောက်မေးမြန်းလို့ရပါတယ်။ကျွန်တော်တို့ရဲ့ Blockbarmix Crypto Community ဆိုတာ Telegram မှာရှိပါတယ်။ကျွန်တော် description မှာလည်း link လေးချထားပေးပါတယ်။ and နဲ့ join ပြီးတော့ community ထဲမှာလာမေးလို့ရမယ်ပေါ့နော်။ကျွန်တော်တို့ community ထဲမှာတခြားတက်ကြွတဲ့ညီကိုတွေလည်းဖြည့်ပေးပါလိမ့်မယ်။ Okay ဒါဆိုရင်တော့ဒီ video လေးကတော့လောက်ပါပဲ။အားလုံးပဲဒေါ်လာ1000အထိရရှိနိုင်ကြပါစေ။မင်္ဂလာရှိသောနေ့လေးပိုင်ဆိုင်ကြပါစေခင်ဗျာ။